ိုလည်းနောက်တယောက်ထားယူနောက်တယောက်ယူခိုင်းနေတာယူရောယူမှာကိုလို့နောက်တနှစ်တနှစ်ခွဲလောက်နေတော့နောက်တယောက်ယူမှာလေကျွန်တော်ပေါ်ရအောင်တပီးလေးတပီးလေးပေါ်ရအောင်ဒါကြောင့်ကျွန်တော်လေးယူမှာပါကိုကိုတိုင်းလည်းအဲ့လိုမောင်နှမ6ယောက်ရှိရအောင်ကိုသားသမီးကိုလည်းဒီလောကကြီးထဲမှာတယောက်တည်းတော့မထားနိုင်ဘူးလေနောက်သူလည်းဟို ဘယ်လိုလဲကျွန်တော်တို့မရှိတော့အချိန်ကျရင်သူတယောက်လည်းမဖြစ်သေးကြတာဗျာအဲ့ခံစားချက်ကိုသိမလားပတ်စံချမ်းသာနေတဲ့တောင်းပြီးဆိုရင်တော့သူဦးကြီးရောဖြစ်ကောင်းဖြစ်မယ်လေအစင်မပြေရင်တစ်ကောင်ကျွတ်ဆိုပြောမှာအဲ့ဒါကြောင့်မလို့ဘာဖြစ်သူတို့မောင်နှမဆိုရင်ညီမပဲဖြစ်သေးမောင်နှမပဲဖြစ်သေးအဲကျွန်းကိုင်းမိကိုင်းညွန့်ပြီးတော့အစင်ပြေမှာပါဘာရရပေါ့ယောက်ျားလေးမရမချင်တော့ယူနေဦးမှာပေါ့ရောင်စုံနဲ့လူဝေးချရဲ့ဒီမောဘာကြောင့်အိမ်မပြားဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ရမ်းရူးရဲ့

ကျွန်တော်ရဲ့လူလူဆိုးမင်းသားပေါ့ဇိုးတော်မှာလည်းပါတယ်နောက်ဆိုကျွန်တော်က Y90 အတင်းမှာလည်းကျွန်တော်အတင်းသားတွေဖြစ်တယ်ဆိုတော့ကျွန်တော်ညီလာပြီးဝင်ရတာကျွန်တော်ဒီတရက်နှစ်ရဲ့အလိုရမှာကိုဟိုလိုမျိုး plan ပြောတော့ကိုကလည်းအဲ့လိုလာခဲ့မယ်လို့ပြောတော့ဝမ်းသာပါတယ်ကိုနဲ့အမြဲတွေ့နေကြပါကျွန်တော်ဘောလုံးတွေလည်းအတူတူကန်ကျွန်တော် Y90 ဆိုတော့ဘောလုံးသိလေးရှိရလေအဲ့မှာလည်းဘောလုံးလည်းအမြဲကန်နေကြတာကိုနဲ့အမြဲဆုံးပြေးတယ်ဒါပေမဲ့ဒီလိုလာလိုက်မယ်လို့တော့မထင်တော့ဘူးလေအခုလိုလာတော့ဘာဖြစ်ပျော်တာပေါ့နော် ကျွန်တော်ကတော့အဓိကတော့ဘောလုံးကန်နေတွေးပြတာပေါ့နော်ဘောလေးပါတော့သိပြီးတော့တွေးပြဘူးဒါပေမဲ့ကျွန်တော်ဝိုင်းနေတယ်ဒီမှာသူကန်နေကြတော့ဆိုအာသူသူကတခြားပွဲမှာလည်းသူသွားကြတယ်ပြီးတော့သူ့ပွဲမှာလည်းကျွန်တော်လာပြီးဝိုင်းရပြတာပေါ့ဒီလေးကိုဟောလာပြီးဂုံပြုတ်ပြတာပေါ့အဲအဓိကတော့ဟိုကျွန်တော်တို့ကဟိုဘယ်လိုပြောကျွန်တော်ငယ်ဘွားကြတော့ကိုသူရံတို့ဟိုကြည့်ပြီးဖြတ်တန်းရအောင်နော်ရုပ်ရှင်ကြည့်မယ်ဆိုရင်အဲအဲ့လိုအဲ့လိုမျိုးကြည့်ပြီးဖြတ်တန်းတဲ့လူတစ်ယောက်ကအဲ့လိုကျွန်တော်ရဲ့အဲ့လိုပထမဆုံးဆိုလို့အေဗန်မှာလာရောက်ပူးပေါင်းပြီးတော့ဝင်းရံပေးတယ်ဆိုတာ ဘယ်လိုပြောမလဲဒါအတိုင်းသိဝမ်းသာတယ်အမှတ်တရတစ်ခုပေါ့နော်ဟုတ်ပြောင်းစုံတဲ့လူဝင်ချရဲ့ဒီမှာဘာကြောရဲ့အိမ်မပြားတဲ့ဖက်တိုင်းကပြင်းပြရဲ့သင်ချပြီးဝါဆုံးတီရှောင်းတယ်ရောက်ပေကလေးဒါဒီရောက်ချိုးတော့တော့ကြောက်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းဘာလို့တို့ဘောလုံးကားမှလည်းဒီလေးဆိုတာအဲဟုတ်တယ်ဟုတ်တယ်ရုပ်ရှင်နောက်ကတစ်ချက်လည်းပြောဆိုရအောင် ညောခက်ခဲတွေအများကြီးပေါ့နော်ခက်ခဲအများကြီးတော့မိုးပါတက်ရွာလာတော့အခုတော့မိုးလေတော့ကင်းစင်းသွားပါပြီအားလည်းပြီးတော့ကျွန်တော်ပေါ်မှာဒါပထမဆုံးထွက်တဲ့ဆိုလို air van ပေါ့နော်အဲ့ဒါဆိုတော့ဟိုအကောင်းဆုံးဆိုတာထပ်တော့ကျွန်တော်အဆိုးဆုံးမဖြစ်အောင်တော့ပြင်ဆင်ထားရတယ်ပေါ့ဟုတ်ကဲ့တတိယညီကိုတွေဘယ်လိုရှိလဲကျွန်တော်ကတော့တန်ရာဥစုပေါ့နော်ကျွန်တော်ကတန်ရာ group ပြီး15မိနစ် group 15မိနစ်ပြည့်ထွက်တယ်အဲ့လိုလိုအာတကယ်တော့လေဘောလုံးအာကသာမှမဟုတ်ဘဲအာကသာဖြစ်ပြီးတော့ဒီကစိတ်ပေါ့နော်အခုချိန်ကြီးကိုတို့ကစိတ်ကဆောင်နေသေးတော့ဘယ်လိုပဲဖြစ်ဖြစ်ဟို ကစားနိုင်သေးတယ်ပေါ့နော်ဟိုလူငယ်တွေလိုမျိုးမဟုတ်ရင်ပဲအခုရဲ့အသက်အရွယ်တန်းတစ်ခုမှာတော့ဒါအခုစိန်ခေါ်ပြီးကစားလို့ရတယ်တို့ပလိုပလေယာတွေပြောတာပုံမှာပလိုတွေပြောတာမဟုတ်ဘူးအခု level တို့မှာဆိုအခုကစားနိုင်သေးပါတယ်လာလိုက်ဘူးမပြောရဲပြောပေးပါဘာကလေးတိုင်းနေလို့အာတော့ကျောင်း join join လဲစားတယ် join တိုင်းလဲတော်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 လာစားတော့လာနာ ်ကြီးမိုးကြီးတွေကဒီလိုမျိုးလာရောက်အပေးဝင်ရတဲ့အတွက်ပြည်သူတွေပါတယ်ကျွန်တော်လည်း၅နှစ်ကြာပြီးမှပြန်လေဖြစ်ရှိတဲ့ပြီဆိုတော့အဲနည်းနည်းတော့စိတ်ပူတာပေါ့နော်။အားဖြင့်တင်ညာကြပါမယ်။ဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ယောက်ထားယူနောက်တစ်ယောက်ယူခိုင်းနေတာ ယူရယူပါကိုလို့နောက်တစ်နှစ်တစ်နှစ်ခွဲလောက်နေတော့နောက်တစ်ယောက်ယူပါလားကျွန်တော်ကတော့သူနဲ့ကိုနေပြိုင်ဘက်တွေပေါ့တော့ဆိုတော့အမ Music ပေါ့နောက်သူကသူကဟိုပါပေါ့သူကရုပ်ရှင်ပေါ့အဲသူလည်းရုပ်ရှင်မှလည်းမသိမကန်နိုင်တော့ဘူးဆိုတော့ Mind Navy မှာကျတော့ရုပ်ရုပ်ရှင်တွေရော Music တွေရောအကုန်လုံးတခြား Channel တွေပါပြီးတော့ဘာလုံးသိသိဖိုက်လိုက်တာပေါ့စိတ်တူကိုညီကိုတွေပေါ့ပေါ်ရအောင်တပီးလေးတပီးလေးပေါ်ရအောင်ဒါကကျွန်တော်လည်းယူမှာပါကိုကိုတိုင်းလည်းအဲ့လိုမောင်နှမ6ယောက်ရှိရအောင်ကိုသားသမီးကိုလည်းဒီလောကကြီးထဲမှာတယောက်တည်းတော့မထားနိုင်ဘူးလေအဲ့ဒါသူလည်းဟို ဘယ်လိုပြောကျွန်တော်တို့မရှိတော့အချိန်ကျရင်သူတယောက်လည်းမဖြစ်သေးချင်တာဗျာအိုက်ခံစားချက်ကိုသိမလားပတ်စံချမ်းသာနေတဲ့တောင်းပြီးဆိုတော့သူဦးကြီးတော့ဖြစ်ကောင်းဖြစ်မယ်လေအစင်မပြေရင်တစ်ခေါင်းကျွတ်ဆိုပြောမှာအဲအားကြောင့်မလို့ဘာဖြစ်သူတို့မောင်နှမဆိုရင်ညီမပဲဖြစ်သေးမောင်နှမပဲဖြစ်သေးအဲကျွန်းကိုင်းမိကိုင်းညွန်ပြီးတော့အစင်ပြေမှာပါဘာရရပေါ့ယောက်ျားလေးမရမချင်တော့ယူနေဦးမှာပါဘာကောမင်းကလေးပဲမင်းကလေးပဲအကိုကမင်းကလေးပဲတက်ရတာအကိုကတော့တက်ခဲ့ရှိသေးလားအဲဒါလည်းမြင်ရမှာပဲချင်းနေရပါပဲ အဓိကကြီးကျွန်တော်တို့ကကလေးထွက်လာတယ်ဆိုတော့ဟိုဟိုတို့ဟိုအမှတ်တရတခုပေါ့နော်ပြန်ကျွန်တော်တို့ကြီးလာတဲ့အချိန်သူကြီးလာတဲ့အချိန်မှာအဲ့လိုမျိုးအမှတ်တရဖြစ်စေချင်တာတခုပဲပါပဲဗါကိုပဲဖြစ်ကျွန်တော်ဖြစ်လို့ဟိုကလေးကိုကျွန်တော်တို့ကဟိုလိုမျိုးကြီးဟိုဟိုကလှုပ်ပြီးတော့သွားကျင်တဲ့အချိန်တွေတော့မဟုတ်ပြဒါပြောပြတာတည်ရမှာသူကတောင်းပြီးတော့အမှတ်တရအနေနဲ့ဒါမှမဟုတ်ပွဲတိုင်းလည်းခေါ်လို့ရတာမဟုတ်လေဒီအဲ့လိုမျိုးပါပဲ ဟုတ်တယ်ချစ်စီကလည်းသူကဘောလုံးလည်းလည်းခေါ်လာသူကလည်းဟိုပေါပေါင်းနဲ့ပေါ့တော့တိတ်မသိမ်းမေးပေါ့ပေါ့ပေါပေါင်းကသုံးနှစ်ခွဲမှာကိုယူလိုက်တယ်ပေါ့သူကတော့နည်းနည်းငယ်သေးတယ်ပေါ့အာယောနာခွေအားပေးပါလို့ပြတတ်ကြီးအားပေးပါလို့ပြောအာကျွန်တော်အကောင်းဆုံးဆိုရဲအဆိုးဆုံးမဖြစ်အောင်တော့ပြင်ဆင်ထားပါတယ်ကျွန်တော်အခွေလေးကိုတော့အားပေးဖို့အားပေးခြင်းလဲအားပေးဖို့ဗျာနော်ကျွန်တော်အရန်တော့မတိုက်တော့မှဘူးဆန်းနာပဲလေအဲ့ဒါတော့နော်ဟုတ်